မြတ်စွာဘုရားသခင်ကိုရောမြတ်ကစัจ java ဝလာအကြောင်းကိုဘာဖြစ်လို့ခေါ်ရတယ်လဲစัจ java ဝလာဆိုတာ cosmos တော့မဟုတ် universe universe ရဘုဒ္ဓ cosmology လို့ဒီလိုပြောလို့ရစัจ java ဝလာအကြောင်းကိုလေးလာသို့သော်မြတ်စွာဘုရားဟောတာကလေးလာတာမဟုတ်ဘူးစัจ java ဝလာအကြောင်းကိုတည်တော်မူတဲ့အတိုင်းထုတ်ဖို့ပြောတာဖြစ်တယ် စัจ java လာအနန္တဆိုတဲ့စကားရှိတယ်အဲ့တော့မြတ်စွာဘုရားကစัจ java လာအကြောင်းကိုဘာကိုအကြောင်းပြုပြီးတော့ဟောတာလဲလို့ဆိုလို့ရှိရင်ဇလံဖြစ်ပေါ်လာပုံကတော့ရှင်အနန္တကသူသိချင်တဲ့မေကွန်တစ်ခုမြတ်စွာဘုရားကိုမေးတယ်အဲ့ဒီမေကွန်ကနေဘယ်ကထွက်လာတာတုံးဆိုတန်ယုတ်ပါဠိတော်မှာပါတယ်အရုဏဝတီတုတ်တံဆိုတာရှိတယ် အရုဏဝတိတုတ်တန်ဆိုတာဒီဘဒ္ဒကဘာကနေပြီးတော့နောက်ဆုတ်ပြန်ပြီးတော့ရေတွက်လိုက်တဲ့အခါမှာ30တကဘာမြောက်မှာတိခီဆိုတဲ့မြတ်စွာဘုရားပွင့်တော်မူတယ်။အဲ့ဒီတိခီမြတ်စွာဘုရားမှာအဘိဓုနဲ့တံပဝါတို့ခေါ်တဲ့လက်ရယံနဲ့လက်ဝဲယံအက္ကတဝကနှစ်ပါးရှိရှင်သာရိပုတ္တရာနဲ့ရှင်မောကလန်လိုပဲပေါ့ အဲ့ဒီသီခိမြတ်စွာဘုရားရဲ့လက်ရယံတာဝကကအဘိဘူတဲ့အဲ့ဒီရှင်အဘိဘူ ਨੇ တနေ့ကျတော့သီခိမြတ်စွာဘုရားကအရုဏဝတိတုတ်တံမှာဆိုထားတာအဲအရုဏဝတိတုတ်တံဆိုတာအရုဏဘယင်အရုဏဝါဘယင်ကြီးအုပ်ဆိုးနေတဲ့အရုဏဝတိနေပြည်တော်ကြီးကနေပြည်တော်ကြီးကိုအကြောင်းပြုဆွဲပြုပြီးတော့ရုဏဝတိတုတ်တံလို့ခေါ်တယ် တိခိမြတ်စွာဘုရားဟာအဲ့ဒီအရုဏဝတီနေပြည်တော်မှာသရင်သုံးနေတဲ့အချိန်တနေ့ကြတော့နေစွာမဖုံးမေးမီအဘိဘူးဆိုတဲ့လက်ရယံအက္ကတဝကယဟန်ကို ခေါ်ပြီးတော့အေလာတို့မြမပြည်သွားကြရအောင်ဆိုပြီးတော့မြတ်စွာဘုရားအကြောင်းရှိလို့မြမပြည်ကိုတက်သွားမြမပြည်ရောက်သွားတယ် ရောက်သွားတဲ့အခါကျတော့မြတ်စွာဘုရားသူကိုယ်တိုင်တရားမဟုတ်ဘူးဂျမားတွေက လာရောက်ပြီးတော့စိတ်ကတ်ကြအဲ့လိုလာရောက်ပြီးတော့စိတ်ကတ်တဲ့အခါမှာဘုရားကသူကိုယ်တိုင်တရားမဟုတ်ပဲနဲ့သူ့ရဲ့လက်ရရဧကတဝကရှင်ဘိဗူကိုတရားဟောဖို့တိုက်တွန်းတော့ရှင်ဘိဗူကတရားဟောဘုရားရှိမှတပည့်ကတရားဟောတယ်ဆိုတော့ဂျမားတွေကဘုရားတရားနာကျင်တာဒီကိုတော့တရားနာကျင်တာမဟုတ်ဘူး အဲ့တော့ကဲ့ရဲ့ကြခြေသားမဒီကိုတော်ကလည်းဖះရှိသူကတက်ပြီးတော့လူထက်ကြီးလှုပ်တယ်လို့ဆိုပြီးတော့ပြမတွေကကဲ့ရဲ့ရှုပ်ချကြတယ်အဲ့ဒါလို့ကဲ့ရဲ့တဲ့အခါကျတော့တိခိမြတ်စွာဘုရားကအဘိဓမ္မာယဟန်ကို ပြောတယ်ခြေသားယဟန်တင့်ကိုပြမတွေကနေကဲ့ရဲ့နေကြတယ်အဲ့တော့မင်းရဲ့အစွမ်းတွေကိုကြာကြာနာနာပြပြီးတော့တရားထပ်ပြီးတော့ဟောအောင်ဆိုတော့ သူကတကိုးမျိုးမျိုးဖြမားတွေအော်လောက်အောင် တကိုးမျိုးမျိုးဖြန့်စင်းပြီးတော့ဟောတယ်။သူတကိုးမျိုးမျိုးဖြန့်စင်းလိုက်ပုံကတခါတည်းရန်ကြတော့အတန်သာကြားပြီးလူမမြင်ရ။တခါတည်းရန်ကြတော့ကိုတော်ကတဝက်ဖယ်မြင်ရတယ်။အောက်ပိုင်းအထက်ပိုင်းသာမြင်ရပြီးအောက်ပိုင်းမမြင်ရ။တခါတည်းရန်ကြတော့အောက်ပိုင်းမမြင်ပြီးတော့အထက်ပိုင်းမမြင်အောင်တရားဟောနေတာဟိုအမျိုးစုံလုပ်ပြတယ်ပေါ့။အဲ့ဒီအချိန်မှာ ကျမတွေကတအံတော်ဖြစ်ကြတယ်။အော်တာဝကဖြစ်ရတဲ့အတန်းတကိုးကြည့်လိုက်တာတကိုးကြည့်လိုက်တာနဲ့အဲ့ဒီကြတော့မှသူဟောတာပြောတာကိုစိတ်ဝင်စားကြတယ်။လောကလူတွေဆိုတာလဲအထင်ကြီးမှစိတ်ဝင်စားတာနော်။အထင်ကြီးမှစိတ်ဝင်စားတာဆိုတာကိုဗမာစကားနဲ့ပြောရင် ပုဂ္ဂိုလ်ခင်မတရားမင်းဆိုတဲ့အဓိပ္ပာယ်ပဲ။ပုဂ္ဂိုလ်ရဲ့အစွမ်းအစတွေကို သိလာပြီဆိုတဲ့အခါကျတော့လူတွေက နားထောင်လာကြအဲ့ဒါလိုတရားဟောလို့မြမပိဋကကနှစ်နှစ်ခြိုက်ခြိုက်ကြီးဖြစ်လာတဲ့အခါမှာအဘိဗူယဟန်ကတရားဟောပြီးတော့ဘုရားကိုရှောက်တယ်အရှင်ဘုရားတဲ့တပည့်တော်တန်ခါပိဋကထဲမှာတခါပြောမှုတယ်တဲ့မြမပြေကနေပြီးတော့စัจ java လာတထောင်ကြားအောင်သူတရားဟောနိုင်တယ်လို့တခါတော့ကပြောမှုတယ်တဲ့ ဲ့ဒါအခုတပီးတော့လုတ်ပြရမလားတဲ့ဆိုတော့မြတ်စွာဘုရားကအေးဟုတ်တာပေါ့လုတ်ပြလုတ်ပြလို့ဆိုတော့အဘိဗူရဟပြမပြေကောင်းကင်ရံကနေပြီးတော့ဂါထာလေးနှစ်ပုဒ်ကိုရွတ်လိုက်တယ်အဲ့ဒီဂါထာနှစ်ပုဒ်ကိုလူပြေကအကုန်လုံးကြားကြရတယ်ပြမပြေကတရားတန်လူပြေကနာလို့ရသွားတယ်နော် အဲ့ဒီကာရဏဘုတ်ကပါတော့ဆိုရင်အာရပထနေကမထယုံစထဗုဒ္ဓသာသနိဓုဏ္ဌမစ္ဆုနောတေနံနလာကာရဝကုံစထောအဲ့ဒီကတော့ချိုးစားကြနော်တေမင်းရဲ့စိတ်ကိုချိန်မုံညာတေမင်းရဲ့စိတ်တွေကိုချိန်မုံညာချိုးစားကြအထောက်ကြမြတ်စွာဘုရားသာသနာမှာ ပေါ်ပေါ်ရွရွမနေကြနဲ့ဒီအိဗေ ယောဣမတမိန်ဓမ္မဝိနည်းအပမတ်တော်ဝိဟတတိပဟာယဇာတိတန္တာရံဒုက္ခတန္တံဂရိတတိဘုရားမြတ်စွာသာသနာတော်မှာမမေ့မလျော့တရားဓမ္မနဲ့ကျင့်ကြံကြိုးကိုအားထုတ်နေတဲ့ပုဂ္ဂိုလ်ဟာအိုခြင်းနာခြင်းဆိုတဲ့ဒီတန်တရာကြီးကိုကြော်ဖြတ်ပြီးတော့ဒုက္ခအဆုံးတတ်နိုင်ပါလိမ့်မယ်လို့ဒီအိဓိပ္ပာယ်ရှိတဲ့တရားကိုခေါ်လိုက် အဲ့ဒါလို့တိခိမြတ်စွာဘုရားနဲ့အဘိဓုယဟန်တို့ဟာမြမပြေတက်ပြီးတော့သာသနာရဲ့ဆွမ်းပကားတွေကိုပြပြီးလူပြေပြန်ရောက်တဲ့အခါကျတော့တိခိမြတ်စွာဘုရားကယဟန်တော်တွေကိုမေးတယ်ခုနတုန်းကအဘိဓုမြမပြေကတရားဟောတာကြားကြရဲ့လားလို့ဆိုတော့မှန်မှန်ကြားပါတယ်ဗျာကဲကြားတာဆိုတော့ဘလို့ကြားတော့ပြောပြကြတဲ့အမ်းဆိုတော့ယဟန်တော်တွေကခုနကာရနှစ်ပုတ်ကိုရွတ်ပြီးတော့ပြကြတယ် ဩတကယ်ကြားတယ်ဆိုတာပေါ်ပြတယ်နော်အဲ့ဒါဟာအရုဏဝတိတုတ်တန်လို့ခေါ်တယ်အဲ့ဒီနုဏဝတိတုတ်တန်ဆိုတာတန်ရောပါဠိတော်မှာပါတယ်အဲ့ဒီရုဏဝတိတုတ်တန်ကိုကြားနာပြီးတဲ့အခါမှာရှင်အနန္ဒာကသိခြင်းစိတ်ပေါက်လာဘာသိခြင်းစိတ်ပေါက်တုံးဆိုရင်အဘိဗုတိခိမြတ်စွာဘုရားရဲ့အက္ခတဝကအဘိဗုယဟန်ဟာ ပြပပြေကနေပြီးတော့စัจ java လာတထောင်ကြားအောင်ပြောနိုင်တယ်ဆိုတော့မြတ်စွာဘုရားကိုတော်မြတ်ကဘလောက်များကြားအောင်ဟောနိုင်မလဲပေါ့ဒါသိချင်တာပဲသူကဒါစัจ java လာအကြောင်းဟောဖို့ရတဲ့အတွက်လမ်းစာဖြစ်လာတာပေါ့နော်အဲမြတ်စွာဘုရားထံချင်းကပ်ပြီးတော့သူကမေးတယ်အရှင်ဘုရားတဲ့တပည့်တော်မြတ်စွာဘုရားစီကနာရပါတယ်တဲ့အရုဏဝတိတုတ်တံအဲ့ဒီမှာအဘိဓုယဟန်းဟာ စัจဝလာတထောင်ကြားအောင်အတန်ရှင်းကြားအောင်တရားဟောနိုင်တယ်လို့ဆိုပါတယ်ရှင်တော်ဘုရားရောစัจဝလာဘောင်ဘလောက်ကြားအောင်ဟောနိုင်တုံးဆိုတော့မြတ်စွာဘုရားကဘာမင်းရှိတယ်အာလန္ဒာသူကတာဝကငါကဘုရားဘယ်တူမလဲဒီလောက်ပဲပြောတာနော်ဘုရားဆိုတာအပမေယတထာဂတအနိုင်မဲ့ပုဂ္ဂိုလ်တွေတိုင်းတာလို့မရဘူးသူကတာဝကပဲလို့ ဒါတော့ပြောတာမကျင်တတ်သေးဘူးထပ်မေးတယ်အတိအကျတီးချင်တယ်ပေါ့သုံးချိန်မေးတဲ့အခါကျတော့မြတ်စွာဘုရားကအဲ့ဒီကြမှာစัจ java လာအကြောင်းဟောဖို့ဖြစ်လာအာနန္ဒာສຸລະນິກາ લો ກະຕະດຸဆိုတဲ့ສຸລະນິກາ લો ກະအကြောင်းကိုမင်းကြားဘူးသလားလို့ဆိုတဲ့အခါမှာရှင်အာနန္ဒာကအရှင်ဘုရားဟောတော်မူပါဟောတော်မူပါဆိုတော့ရှောက်တဲ့အခါမြတ်စွာဘုရားက စကြဝဠာအကြောင်းကိုစပြီးတော့ဟောတာเนาะအဲ့ဒီမှာလောကဓာတု၃မျိုးဆိုပြီးတော့မြတ်စွာဘုရားဟောလိုက်တယ်နံပါတ်၁ကလောကဓာတုအငယ်စာສຸລະນິກາလောကဓာတုလို့ခေါ်တယ်အငယ်စာလောကဓာတ်နောက်တစ်ခါမစ္စိမိကာလောကဓာတုအလတ်စာလောကဓာတ် ਨੇ မဟာတဟတိလောကဓာတုအကြီးစားလောကဓာတ်ဆိုပြီးတော့လောကဓာတ်၃မျိုးမြတ်စွာဘုရားလောကဓာတုဆိုတဲ့သကလုံးကိုသုံးပြီးတော့စัจ java လာရဲ့ဖွဲ့စည်းပုံလေးကိုမြတ်စွာဘုရားကအချင်းချင်းဟောပြတာအကျေဝန်အတိုင်းတာပမာဏလေးတွေကိုပြောစုလနိကလောကဓာတုဆိုတဲ့အထင်မဲ့စัจ java လာဖွဲ့စည်းတဲ့အခါစัจ java လာဆိုတာနော်အလုံးသိကြတဲ့အတိုင်းအဲအင်္ဂလိပ်လို cosmos သို့မဟုတ် universe universe ဆိုတာဒီထဲမှာဒီဂျိုတွေတို့เนาะကြက်တာယာတွေတို့နေတွေလာတွေဒီလိုရှိတယ်လို့ဒါတွေအလုံးရှိနေတဲ့အရာတခုလို့ဒီလိုဆိုအဲ့ဒီမှာစัจ java လာတခုမှာဗာလဲဖွဲ့စည်းတုံးဆိုစัจ java လာတခုမှာတဲ့ဒီနေတဲ့စဉ်လာတဲ့စဉ် လူပြေကတပြေစတုမာရတာဝရိန္ဒာယာမာတုတ်တိတံနေမန္တရတိပြဏိမိတဝတ္တဝတိပြီးတော့ဗြမပြေလို့ဒါတွေပြည့်ပြည့်စုံစုံအဲ့ဒါတွေမကဘူးမြစ်မို့တောင်ရဲ့မြစ်မို့တောင်ရဲ့ကျွန်းကြီးလေးကျွန်းရဲ့သမုဒ္ဒရာလေးဆင်းရဲ့ဟောအဲ့ဒီလိုပြည့်ပြည့်စုံစုံဟောမြစ်မို့တောင် မြစ်မတော်ရဲ့အရှိအနောက်တောင်မြောက်မှာရှိတဲ့သမုဒ္ဒရာကြီး၄၀ကျွန်းကြီး၄ကျွန်းနောက်စတုမာရတောင်ရိန္ဒာယာမဒုတိတံနိဗ္ဗာန်ရတ္တိပြဏိမိတံဝတ္တဝတိဖြမပြေဆိုပြီးတော့ဘုံနေနဲ့စัจ java လာတစ်ခုဒီလိုဖွဲ့စည်းတာအဲ့တော့စัจ java လာတစ်ခုဆိုဒီမှာဘုရားစာပေရမြတ်စွာဘုရားရဲ့မြတ်ဗုဒ္ဓရဲ့ဒေသနာတော်အရာဆုံးလို့ရှိရင် နေတစဉ်လာတစဉ်မြစ်မို့တောင်းတလုံးနော်ကျွန်းကြီး၄ကျွန်းပင်လယ်၄၄ခုနောက်ပြီးတော့စတုမာလူပြေရဲ့စတုမာရေတာဝရိနာယာမဒုတိတာနေမန္နရတိပြဏိမိတာဝတ္တဝတိဆိုရဲနတ်ပြည့်၆ထပ်ပြီးတော့ပြမဘုံအဲ့ဒီအပြည့်စုံပါတဲ့ဧရိယာကြီးတစ်ခုကိုစัจ java လာတစ်ခုလို့သတ်မှတ်တယ်အဲ့ဒီစัจ java လာ စัจจဝလာပေါင်းတထောင်စัจจဝလာပေါင်းတထောင်ကိုသုလဏိကလောကဓာတုလို့ခေါ်တယ်တဲ့အဲ့တော့စัจจဝလာတစ်ခုမှနေတစ်စင်းလာတစ်စင်းဆိုစัจจဝလာတထောင်ဆိုရင်နေပေါင်းဘယ်လောက်ဖြစ်သွားနေတထောင်လတထောင်မြေမတောင်ပေါင်းတထောင်ဒီလိုဆိုလို့တာနော်မြေမတောင်ပေါင်းတထောင်ကျွန်းကြီးကြတော့၄ခုရှိသည့်အတွက်ကြောင့်၄တောင်ပင်လယ်က၄စင်းရှိသည့်အတွက်ကြောင့် ၄တောင်လူပုံက၁ထောင်စတုမာရိနတ်ပြည်က၁ထောင်အဲ့ဒါလို့၁ထောင်စီ၁ထောင်စီအဲ့ဒီနဲ့ဖွဲ့စည်းထားတဲ့ဧရိယာကြီးတစ်ခုကိုစုလနိကလောကဓာတုလို့ခေါ်တာစကြဝဠာအခုသိပ္ပံဆရာတွေဟာဒီအတိုင်းလိုက်ပြီးတော့သူတို့နီးနေရှာရင်တောင်မှပဲအကုန်တွေးဖို့ခရင်နေတယ်လေ သို့တော့သူတို့အစွမ်းအစနဲ့ရှာတဲ့အခါမှာတခြားနေဆက်ကြဝလာတွေရှိတယ်ဆိုတာအခုလက်ခံလာရဗုဒ္ဓဆာပေရသူတို့ကြည်လာတယ်အနန္တဆက်ကြဝလာဆိုတဲ့စကားကိုအခုသိပ္ပံပညာလက်ခံလာဒီမြတ်စွာဘုရားကနေတထောင်လားတထောင်ဆိုတော့သူတို့နှစ်ဆင်းသုံးဆင်းတော့တွေ့တယ်လို့ဆိုတယ်ပေါ့ ြံတဲ့ဒီစัจ java လာကနေမဟုတ်ပဲနဲ့တခြားနေတဲ့စင်းကိုသူတို့အဝေးကနေပြီးတော့မြင်နေရတယ်လို့ဆိုတာစာထဲမှာဖတ်ဖူးတယ်ပေါ့နော်အဲ့တော့စัจ java လာတစ်ခုနဲ့တစ်ခုဆိုတာလဲအမတမကျေဝန်းတာဟုတ်အဲ့တော့မြတ်စွာဘုရားကအခုလို့မြင်နိုင်တာကဘာဖြစ်လို့မြင်တာတော့ဆိုကမ္ဘာလောကကြီးတစ်ခုလုံးကိုခြုံငုံပြီးတော့ဒိဗ္ဗဆက်ခုပဲမြင်နေချိလို့မြင်တာဟုတ်တာဆိုပါစို့ မမြင်ရတဲ့ပုံကမဟုတ်ပါဘူးလို့ပြောလို့မရဘူးလေမျောစင်ကြီးတစ်ခုပေါ်မှာတက်ပြီးတော့ချိန်လိုက်သို့မဟုတ်တောင်ကြီးတစ်တောင်ပေါ်မှာတက်ပြီးတော့အရက်လေးမျက်နှာကိုမြင်ရတဲ့တောင်ထိပ်ကနေချိန်လိုက်တဲ့အခါမှာအဲ့ဒီတောင်ပေါ်ကနေမြင်ရတဲ့လူကပြောတယ်ဟာဟိုဘက်မှာလည်းပဲတော်ရန်ကြီးဒီဘက်ကလည်းပဲတော်ရန်ကြီးအလွန်သားရတာပဲအမတန်လှပတာပဲလို့ပြောရင်တောင်အောင်ကလူကမဟုတ်နိုင်ပါဘူးမဖြစ်နိုင်ပါဘူးလို့ပြောလို့မှန်မှမလား အေးသူကိုယ်တိုင်တောင်ပေါ်တက်ချင်ရင်ခုနမြင်ကွင်းနေမမြင်နိုင်ပေဘူးလားမြင်နိုင်တယ်အဲ့ဒါလည်းပဲမြတ်စွာဘုရားသခင်ကိုတော်မြတ်ကတောင်ပေါ်တက်ချတာမျိုးလို့ဒိဗဆက်ခုအပင်ရှင်နဲ့လောကရာကြီးတစ်ခုလုံးကိုခြုံကြည့်လိုက်တဲ့အခါစัจ java လာအနန္တကိုမြင်ရလို့အခုလို့ဖွဲ့စည်းတဲ့စัจ java လာတစ်ခုສຸລະນິກາໂລກະດາດູລຸດິຫາກໍສັດຈາວະລາຕະທອງໂຍສາພະຍາຊິເດສຸດາໂອ ခေါ်တယ်။နောက်ဓာရင်လာလို့ဆိုမကဘူး။အဲ့ဒီတထောင်ကိုတထောင်နဲ့မြောက်လိုက်တဲ့အခါကျတော့စัจ java လာတသန်းဖြစ်တယ်။အဲ့ဒီတသန်းကိုမစ္စမိကလို့ခေါ်တယ်။အနန္တစัจ java လာဆိုတာဒီတထောင်ဟာလလန်းမိတာကိုပြောပြတာနော်။ပြီးတဲ့ကျဲဝန်းလာတာကိုကြည့်လိုက်တဲ့အခါကျတော့တထောင်ကိုတထောင်နဲ့မြောက်တဲ့အခါကျတော့စัจ java လာတသန်းဖြစ်လာတယ်။ အဲ့ဒါကိုနောက်ထပ်ထပ်ပြီးတော့မြောက်တဲ့အခါကျတော့စัจ java လာခရေတသိန်းဆိုပြီးတော့မြတ်စွာဘုရားသခင်ကိုတော်မြတ်ဒီပရိတရားတော်ကိုဟောတော်မူတဲ့အခါမှာမြတ်စွာဘုရားရဲ့ပရိတရားတော်ကိုလက်ခံပြီးတော့ကြီးညိုမြတ်နိုးကျတဲ့နတ်ပြမာတွေကစัจ java လာခရေတသိန်းအနှံ့ရှိအလုံးပရိတ်ကြီးကြက်ထားတဲ့ပုံကိုယ်တွေထဲမှာယရဏတုံမှတွေးလိုက်မယ် ကောတိတတသဟတေတုစက္ကဝါလေတုဒေဝတာယတနံပဋိကနန္တိယင်္စဝေတာလေးအပုတယ်ဆိုစက္ကဝါလာဂရေတသိန်းကနတ်တွေကလာရောက်ပြီးတော့နာယူထားတာတဲ့လူတွေအနေနဲ့တော့ဂရေတသိန်းကလူတွေမလာနိုင်ပေဘူးပေါ့နော်အဲ့တော့နတ်တွေကတော့လာနိုင်တယ်ဒါကြောင့်မို့ယရဏသုံးပါဆိုရင်စက္ကဝါလာဂရေတသိန်းကနေပြီးမြတ်စွာဘုရားရဲ့ဓမ္မအာလာပရိတရားတော်ရဲ့စွမ်းပကားကိုလက်ခံထားကြတယ်လို့ ဒီလိုဆိုတာအဲ့တော့မြတ်စွာဘုရားကစัจ java လာခရီတသိန်းကိုအခုလိုရှင်အနန္တကိုအတိုင်းတာ၃မျိုးနဲ့ဟောပြီးတော့မပြောတော့ဆိုရင်ငါဘုရားဟာအကယ်၍သန္တရှိလို့ပြောမယ်ဆိုလို့ရှိရင်ငါအတန်ကိုစัจ java လာခရီတသိန်းကလူတွေကြားနိုင်တယ်တဲ့ခုနကခရီတထောင်နဲ့အဘိဗုကဟုတ်ကဲ့ ကရေတထောင်မဟုတ်စัจ java လာ တထောင်နေကြမြတ်စွာဘုရားကြတော့စัจ java လာကရေတသိမ်းမှရှိတဲ့တတ္တဝါတွေသူ့အတန်ကိုချောင်းခေါ်နိုင်တယ်တဲ့ဒီတဲ့ပို့ပြီးတော့ကြားစေခြင်းလည်းပဲဒီတဲ့ပို့ပြီးတော့ချောင်းအောင်လုံနိုင်တယ်လို့မြတ်စွာဘုရားခေါ်တာအဲ့တော့မြတ်စွာဘုရားကစัจ java လာအကြောင်းကိုခေါ်တယ်ဆိုတာအကြောင်းမဲ့တက်တက်ခေါ်တာမဟုတ်ဘူး ဗုဒ္ဓရဲ့စွမ်းပကားကိုလူတွေသိရှိကြည်ညိုဖို့ရအတွက်ရှင်အနန္ဒမေကွန်တက်လာလို့ပြောတာเนาะအေးငါဘုရားကအလိုရှိလို့အတန်ဖြင့်ကြားစေနိုင်တယ်ဆိုလို့ရှိရင်တဲ့စัจ java လာဂရေတသိန်းကတတ္တဝါတွေအကုန်ကြောင်းအောင်ပြောနိုင်ပါတယ်တဲ့ဓိတဲ့ဆန္ဒရှိအောင်မယ်ဆိုရင်ဓိတဲ့ပို့ပြီးတော့လည်းပြောနိုင်သေးတယ်စัจ java လာအနန္တထီအောင်ကြောင်းအောင် လုပ်နိုင်တယ်လို့ဒီလိုဆိုလို့တယ်ဟုတ်ကဲ့ အဲ့တော့ရှင်အန္တနာကသူကတိချင်တယ်တိချင်တဲ့စိတ်ကအမတန်မှများတော့အရှင်ဘုရားနဲ့စัจချဟောလာဂရေတသိန်းကတတ္တဝါတွေအရှင်ဘုရားရဲ့အတန်ကို အားလုံးကြားအောင် အရှင်ဘုရားဘယ်လိုလုပ်လဲကြည့်ဒါလည်းပဲ reasonable ဖြစ်ဖို့လိုတယ်လေစัจချဟောလာလူတွေကကြည့်လေဒီတိုင်းနေကြမှာမဟုတ်တာအိတ်တဲ့လူကလည်းအိတ်မှာပဲငေးတဲ့လူကလည်းငေးနေမှာမရှိပေဘူးလား မျိုးတစ်မျိုးရွာတစ်မျိုးရတဲ့နေတဲ့လူတောင်မှပဲအိမ်နဲ့ဝင်အိတ်ချင်တဲ့လူကအိမ်နေပဲတရွာလုံးကြောင်းဘလို့လို့မလွယ်ပေဘူးမို့လားလူဆိုတာကိုယ်လုံးနဲ့ကိုယ်စိတ်ဆိုင်ရာစိုက်နေတာဆိုတော့အဲ့တော့မြတ်စွာဘုရားကပြောတယ်ဖြေတယ်စัจ java လာခရီးတသိန်းကိုကြားအောင်မလုပ်တလေလို့ဆိုလို့ရှိရင်အစပထမမှာအမောင်ကြီးချလိုက်အမောင်ချပြီးတဲ့အခါမှာ အမတန်လဲနဲ့အလင်းရောင်ကြီးကိုဖြန့်ကျက်လိုက်တယ်။အဲ့ဒီအချိန်မှာလူတွေဟာလင်းသွားတာဟာဘာရောင်ကြီးပါလဲဆိုတော့လူတွေဟာအာလုံးအိုးကျက်ကျက်နဲ့ထွက်ချီကြ။အလင်းရောင်ကြီးအလင်းရောင်ကြီးဆိုပြီးတော့စကြဝဠာခါတိုင်းနဲ့ပိုလင်းလာတယ်ဆိုတော့တတ္တဝါတွေအာလုံးဟာနှိုးထလာ။အဲ့ဒီအချိန်ကျမှမြတ်စွာဘုရားကအတန်တော်နဲ့တရားဟောတာကြားတာ။ဆိုလိုတာကလူတွေကို အလန်းလှုပ်လိုက်ပြီးမှပြောတာ။ ဒါဘလောက်တဘာဝကြတော့ဟုတ်ကဲ့လားအလားမလုပ်ဖဲနဲ့ဆိုလို့ရှိရင်တော့ငေးနေပဲကြားမှာတော့တတိမမူဂူမမြင်ဆိုတာလို့တခါတခါကိုနာခေါင်းလောင်းထိုးတော်တတော်အံကြားချင်မှကြားလိုက်တာနော်အဲ့တော့မြတ်စွာဘုရားကသူပြုလုပ်မဲ့ကိစ္စတစ်ခုအလင်းရောင်နဲ့အရင်ဖြန့်ပြီးတော့လူတွေကိုနှိုးလိုက်ပြီးတဲ့အခါကျတော့မှဒီအတန်တော်ကိုထုတ်ဖော်တာတဲ့ ဒါကဒီတုတ်တန်ရဲ့အကြောင်းကိုဖတ်ချင်လို့ရှင်အင်္ဂုတ္တရနိကေတိကနိဗ္ဗဆုလဏိကလောကဓာတုတုတ်ဆိုတာဆုလဏိကတုတ်ဆိုတာရှိတယ်အဲ့ဒီမှာမြတ်စွာဘုရားကရှင်အန္တနာမေးလို့ဒါကိုဟောတာတခြားတရားတွေကိုပါတာမဟုတ်ဘူးအဲ့တော့ဘုန်းကြီးတို့တပည့်မြတ်စွာဘုရားမြတ်ဗုဒ္ဓဟောတဲ့ဒီစัจ java လာဒေသနာဆိုတာပိဋကသုံးပုံထဲမှာပါတယ်ပေါ့ ဒါကို Buddhist cosmology လို့ပြောလို့ရတာပေါ့ဟိုထက်ကတာတီကာတွေကြတော့စัจ java လာအကြောင်းကိုဒီတဲ့အသေးစိတ်ရေးထားတာလေးတွေရှိသေးတယ်တခါတလေကြတော့ဘုရားစာပေမှာလာတာဟိုတိတ်ပံကိုအထင်ကြီးလွန်းအယုံသွင်းလွန်းတဲ့ပုံကိုယ်တွေကတိတ်ပံကဆိုမှမှန်တယ်လို့ဒီလိုထင်ကြတာလေးရှိသေးတယ်ပေါ့ သိပ္ပံကခဏခဏပြောင်းနေတာတွေဟာဒီကနေ့ဆေးပညာကိုကြည့်လိုက်လို့ရှိရင်အခုဒီဟာကဒီဆေးကတွေးရှိချက်ကဒါကယောဂါကိုပျောက်စေတယ်နောက်တည့်ရကြတော့ယောဂါကိုမပျောက်စေဘူးနဲ့တခါဖြစ်တော့ပြန်ပြောင်းလဲနေတာတွေအများကြီးရှိတယ်ခေါယောဂါရှိတဲ့လူတွေကိုအရင်တုန်းကခေါယောဂါရှိလို့ရှိရင်စထရော်ဘယ်ရီဆိုတာမတည့်ဘူး ဲ့ဒီထဲမှာစထရော်ဘယ်ရီမှာအဆီသေးသေးလေးတွေကယူရိက်အက်ဆစ်ကိုတက်စေတတ်တယ်လို့ဒီလိုရေးခဲ့တာဟောဒီကနေ့ခေတ်ကျတော့စထရော်ဘယ်ရီထဲမှာပါတဲ့အဆီသေးသေးလေးတွေကယူရိက်အက်ဆစ်ကိုကျစေတယ်တဲ့ဟောပြောင်းနေပြောင်းမြန်နေဖြစ်နေတယ်ဟုတ်ကဲ့လားမှန်ပါပါတချိန်လုံးကဒီ URS ကိုတက်စီတယ်လို့အဖြေထုတ်ထားတဲ့အသီးပဲအခုတခါ URS ကိုကြာစီတယ်လို့အဖြေထပ်ထုတ်တ အဲ့တော့သိပ္ပံဆိုတာတွေးရှိချက်ကလေးကိုထုတ်ဖော်တာပဲဖြစ်တယ်။စမ်းသပ်လို့တွေးရှိချက်ကလေးတွေထုတ်ဖော်တာဒါကို အမှန်တရားလို့မအောင်မေ့လိမ့်မယ်။မြတ်စွာဘုရားကိုရောမြတ်ကအလုံးကိုခြုံငုံပြီးတော့ဉာဏ်တော်ကြီးနဲ့ဒေဝဆက်ကုအဘိညာဉ်နဲ့လက်တွေ့ချိပြီးမှဟောတာမြတ်စွာဘုရားကိုယ်တိုင်ကလည်းယတိဝတမ္မန်ညာတံတမ္မန်ဒိဋ္ဌံတမ္မန်ဝိဓိတံငါကိုယ်တိုင်မြင်တယ်ငါကိုယ်တိုင်သိတယ် ငါကိုယ်တိုင်ထင်ထင်ရှားရှားသိပြီးမှဟောရပါလို့တချို့သုတ်တန်တွေမှာဒီလိုဖော်ပြထားတာရှိတယ်เนาะအကျိုးရှိတဲ့အခါမှာဟောမယ်အကျိုးမရှိဘူးဆိုရင်မဟုတ်ဘူးအေးဒီ universe နဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကရှင်အနန္ဒာရဲ့မိဂွန်းတက်လာလို့အခုလို့ခေါ်လိုက်တာမြတ်ဗုဒ္ဓရဲ့စွမ်းပကအမတန်မှကြီးမားတယ်လို့ဆိုပြီးတော့ ြည်ညိုသာပွားနိုင်တာပေါ့အဲ့ဒီလိုကြည်ညိုသာဘုရားကိုကြည်ညိုသာပွားတာအကျိုးမဲ့မဟုတ်ဘူးအဲ့ဒီမှာရှင်အနန္ဒာကဒီအကြောင်းကိုသိရတဲ့အခါမှာသူ့စိတ်ထဲမှာတိတ်ကျဉ်တ်ကျဉ်တ်တော့သူကဘာပြောတော့ဆိုအနန္ဒာမှာသူနဲ့တူတူရှိနေတယ်ဥရာယီဆိုတဲ့ကိုတော်ကိုပြောတယ်အရှင်ဥရာယီတပည့်တော်တို့ကံကောင်းလိုက်တာဒီလောက်စွမ်းပကားကြီးတဲ့ ဖရာရဲ့တပည့်ဖြစ်ရတယ်ဆိုတော့တပည့်တော်တို့ကံကောင်းလိုက်တာကံကောင်းလိုက်တာနဲ့သူကပြောတာအဲ့ဒါလို့ပြောလိုက်တဲ့အခါကျတော့ဟိုဥဒ္ဒယီဆိုတဲ့ကိုယ်တော်ကလည်းတရားတရားတွေဖြစ်လို့ဝမ်းမြောက်ဝမ်းသာဖြစ်နေတဲ့ပုဂ္ဂိုလ်ကိုရှေ့ကနေစီးပြီးတော့ရိုက်လိုက်တယ်လို့ပဲသူကဘာပြောတာတုံးဆိုကိုတော်ဖရာတကိုကြည့်တာနဲ့ကိုတော်လည်းဘာဆိုင်နှုံးနဲ့အခုကလည်းအဲ့လိုပြောတတ်သေးတယ်ဟုတ်ကဲ့လားအာရပါရဖြစ်နေတဲ့လူကိုရှေ့ကနေစီးတွန်းလိုက်တယ်လို့ဖြစ်သွား ဒီလိုဘုရားတကူကြည့်တာနဲ့ကိုရောင်နဲ့ဘာဆိုင်နှုံးလို့ဆိုတော့မြတ်စွာဘုရားကဝင်ပြီးတော့ဖြံပြေပြီးတော့ပေးတယ်ဥရာကြီးဥရာကြီးမပြောနဲ့အဲ့ဒါလိုမပြောနဲ့လေတဲ့အာနန္ဒာဟာငါပေါ်မှာအခုလို့ဘုရားဗုဒ္ဓတဆူရဲ့စွမ်းပကားကိုသူကြီးညိုတဲ့စွမ်းရည်တတ္တိဒီကုသိုလ်ကောင်းမှုဟာအကယ်၍သူတန်တရားလဲအောင်မယ်ဆိုလို့ရှိရင်စัจเจဝရေမင်းကြီးရဲ့ ဘဝခொနှစ်ဘဝတရားမင်းကြီးရဲ့ဘဝခொနှစ်ဘဝဒီကုသိုလ်ကပေးနိုင်တယ်တဲ့ဟောဖះချင်ညိုတဲ့ကုသိုလ်စိတ်ကလေးอ่ะเนาะပေးနိုင်တယ်ဒါပေမဲ့ဥရာကြီးအာနန္ဒာဟာဒီဘဝမှာပဲ तू อ่ะကိလေသာချုပ်ငြိမ်းပြီးတော့ပြိနိဗ္ဗာန်ဆံမှာပါလို့ရှန္နန္ဒာနဲ့ပတ်သက်ပြီးတော့အဲ့ဒီတုတ်တန်လေးမှာဖြာဒိတ်ပေးသွားတဲ့သဘောလေးပါတယ်အလုံးသိကြတယ်ရှန္နန္ဒာဆိုတာရသော်ဘုရားရဲ့တာဝန်ဝတရားတွေ ပရိယစာပေရဲ့တာဝန်ဝတရားတွေဓမ္မတာဝန်တွေကိုထမ်းဆောင်နေတော့ဒီဘက်ကိုပဲစိတ်ကပျော်နေတယ်ပျော်နေသည့်အတွက်ကြောင့်တရားမှန်မှန်ကန်ကန်အထုတ်ပြီမဲ့လို့သူစိတ်ကူကတော့တရားဓမ္မတွေကိုမှတ်တမ်းတင်ဖို့ဖះဟောသမ ्या တွေမပြောင်းပြက်ဖို့ဆိုတဲ့ဘက်မှာအယုံရှိနေသည့်အတွက်ကြောင့်သူဟာအထက်မဲ့တွေအတွက်ဝိပဿနာကိုကြိုးကြုံနုံနုံအထုတ်ဖို့မရဘူးသို့မဟုတ်အထုတ်တော်မှပဲသူ့ရဲ့ဆန္ဒက တခြားတာဝန်တွေပေါ်မှာ အာယုံစိုက်နေသည့်အတွက်ကြောင့်ဖရာကိုပြုစုတဲ့နှစ်ပေါင်း25 25နှစ်ဖရာနောက်ကနေလိုက်နေပြီမဲ့လို့သူဟာသောတပန်အဆင့်ကနေတက်မသွားဘူးဘဲကြတော့မှသူဝန်နဲ့ပန်နဲ့ဖြစ်တုံဆိုမြတ်စွာဘုရားပြိဋိဘံဆံဃာနည်းကြတော့ဖရာလည်းပြိဋိဘံဆံတော့မယ်ငါလည်းသောတပန်ဖြစ်ပဲရှိသေးတယ် ငါ့ကိုဘယ်သူတရားပြမလဲလို့စိတ်ထဲမှာဝမ်းနေတယ်ငိုတယ်အဲ့ဒီကြမှာမြတ်စွာဘုရားကအနန္ဒာစိတ်မပြည့်နဲ့ကြိုးစားအထုတ်မင်းယန္တာဖြစ်မှာပါလို့အာဘိစကားပြောခဲ့တယ်။နောက်ကြတော့ဘုရားပြိနိဗ္ဗာန်ဆံသွားတော့အာလုံးကြားဘူးတဲ့အတိုင်းဘုရားပြိနိဗ္ဗာန်ဆံပြီး၃လအကျော်တန်ခါရဏတင်ခဏဤမှာရှန္ဒနာမထေရဟာယန္တာဖြစ်သွားတယ်ပေါ့။အေးအဲ့ဒီတုတ်တံဟာရှန္ဒနာရဲ့ မေခွန်းကြောင့်မို့လို့စัจ java လာအနန္တရှိတယ်ဆိုတာကိုဘုန်းကြီးတို့တွေသိခွင့်ရတယ်ပေါ့အေးမြတ်စွာဘုရားသခင်ကိုရမြတ်ကအလုံးလောကအကြောင်းနဲ့ပတ်သက်ပြီးတော့သိတော်မူတော်လည်းပဲတချို့ကိစ္စများကိုမြတ်စွာဘုရားသခင်ကိုရမြတ်ဟောကြားတော်မူခဲ့တာမဟုတ်ပါဘူးဟောကြားပြီဆိုလို့ရှိရင်လည်းအကြောင်းတစ်ခုကြောင့်ဟောကြားတာဖြစ်တယ်ဒါကြောင့်မို့လို့ ဘုန်းကြီးတို့တွေဟာဗုဒ္ဓမြတ်စွာရဲ့ဆွမ်းပကဗုဒ္ဓနုတ္တိဗုဒ္ဓကိုကြီးညိုအားကိုးရတဲ့ဒုဗဝဟာအမတန်မှမွန်မြတ်လာပါပြီလေအတိညာရဲ့ဆွမ်းအားဆိုတာလေအမတန်မှကြီးမားပါပြီလေလောကကြီးလူတွေမသိနိုင်တဲ့အရာတွေကိုမြောက်များစွာမြတ်စွာဘုရားခေါ်ကြားထားလို့တို့တွေတွေတီးခွင်ရကြတယ်ယခုလို့တီးခွင်ရတဲ့ဗုဒ္ဓမြတ်စွာရဲ့တရားဓမ္မတွေထွန်းကားနေတဲ့အချိန်မှာ ဖရာတရားတော်တွေတို့သိရှိအောင်နားလည်အောင်ကြိုးစားကြမယ်သိရှိနားလည်တဲ့အတိုင်းကျင့်ကြံကြိုးကိုအထုတ်နိုင်အောင်တို့တွေတွေလှုပ်ဆောင်ကြရမှာဖြစ်တယ်လို့ကိုစီကိုစီသဘောကြပြီးတော့ဘုရားမြတ်စွာရဲ့တရားဓမ္မများကိုကြိုးစားဖတ်ရှုလေ့လာနာယူမှတ်သားပြီးတော့ယုံယုံကြည်ကြည်နဲ့မြတ်စွာဘုရားဟောကြားတဲ့လမ်းစဉ်မဂ်ရှင်ပါအကျင့်တရားကိုကျင့်ကြံကြိုးကိုအထုတ်ခြင်းဖြင့် နောက်ဆုံးနိဗ္ဗာန်ချမ်းသာကိုကိုစီကိုငါမျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်းသာသာ